ိုသမိုင်းကိုရေးဖို့အသင်ဖြစ်နေပြီလို့ကြုံဝါပြောဆိုလိုက်တဲ့နေပြအာထီတာယမနီကအာဆင်နယ်အသင်းနဲ့ရီယယ်မက်ထရီအသင်းတို့ရဲ့ချန်ပီယံလိဂ်ကွာတာဖိုင်နယ်ပထမကြောပွဲစဉ်မှာအင်ရှာအာဆင်နယ်အသင်းကဒုတိယပိုင်းတွင်ကိုရီနဲ့ရီယယ်မက်ထရီအသင်းကို၃ဂိုးပြန်တဲ့အနိုင်ရရှိပြီးတဲ့နောက်အာဆင်နယ်နေပြအမီခီအာထီတာကကိုယ့်ရဲ့သမိုင်းကိုကိုယ်တိုင်ရေးဖို့အသင်ဖြစ်နေပြီလို့ကြုံဝါပြောဆိုလိုက်ပါတယ် ဂျမနီပြန်ပွဲကြီးမှာ15ချိန်အထိတောင်ချန်ပီယံဖြစ်ထားသလိုလက်ရှိချန်ပီယံလည်းဖြစ်တဲ့ Real Madrid အသင်းတော်အသင်းမျိုးကိုဒီကန်ရာဆယ်ဖရီကီကို2ဂိုးအပြင်တိုက်စစ်မှုနေရာမှာဝင်ကစားတဲ့မေရီနိုရဲ့ဂိုးနဲ့3ဂိုးဂိုးမရှိဆိုတဲ့ရလနဲ့အနိုင်ရရှိကြတာကြောင့် Semi Final ကိုတက်လှမ်းဖို့ပါအခြေအနေကောင်းသွားခဲ့ပြီလည်းပဲဖြစ်ပါလိမ့်အောင်စင်းသိကချန်ပီယံပြိုင်ပွဲမှာ semi final အဆင့်ထိမတလန်နိုင်ခဲ့တာ16နှစ်အထိတောင်ကြာမြင့်နေပြီဖြစ်ပေမဲ့လည်းအခုအချိန်မှာတော့ semi final ကိုရောက်ရှိနိုင်ဖို့က80ရာခိုင်နှုန်းလောက်အထိသေးချာနေပြီလို့ဆိုနိုင်ပါတယ် အသိအချင်းနဲ့ပတ်သက်ပြီးတော့နေပြအာရီတာကဒီအသိနဲ့နှစ်20လုံးလုံးမကစားခဲ့ရသလိုဒီပြိုင်ပွဲမှာတေချာတဲ့အောင်မြင်မှုမရတဲ့အခါမင်းအားမင်းရဲ့တမိုင်းကိုကိုယ်တိုင်ရေးဖို့ပြင်ဆင်ထားရပါမယ်ဒီလိုညတွေမှာမင်းရဲ့တမိုင်းကိုရေးနိုင်ပါလိမ့်တဟာကျွန်တော်တို့ကစားမတွေရဲ့စူပေါင်းစွမ်းရည်နဲ့တူးချင်းအကြီးချင်းကနေထွက်ပေါ်လာခဲ့တာဖြစ်ပါလိမ့်အခုကျွန်တော်တို့မှာဘေးစရာတွေအများကြီးကြာမာသေးတယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့် ဒါပေမဲ့အရီနာကဒီပွဲဟာနှစ်ကြော်စားမှာဖြစ်လို့ဗရမာပိုင်းရလပဲဖြစ်တယ်ဆိုပြီးကစားမတွေရောပြိတ္တတွေကိုပါထပ်ခါတလဲလဲ 3B ပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်ဒီလိုနိုင်ပွဲမျိုးကိုပြောရမှာပေါ့ဒါမဲ့လည်းပဲဗရမာပိုင်းပဲပြီးပါသေးတယ်မက်ထရစ်မှာပိုကောင်းအောင်ကျွန်တော်တို့လောက်ရပါလိမ့်မယ်ကျွန်တော်တို့ဒီလိုဖြစ်နိုင်တယ်ဆိုတာယုံကြည်ခဲ့ပါလိမ့်ပွဲမနိုင်ခင်ကျွန်တော်တို့သူတို့ကိုဒုက္ခပေးနိုင်မယ်လို့ခံစားရပါလိမ့်ဒါမဲ့လည်းပဲအဲ့ဒါကိုဖြစ်အောင်ကိုလောက်ရပါလိမ့်မယ်ဒီလိုစိတ်ထားနဲ့ယုံကြည်မှုရှိတယ်ဆိုရင်ဘာမှမဆိုဖြစ်နိုင်ပါလိမ့်ကျွန်တော်တို့လောက်ပြခဲ့ပြီးပြီ ဒါမှလည်းပဲဒါကပထမပိုင်းပဲရှိပါသေးတယ်လို့နေပြအိုက်တာကသတိပေးစကားပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။နေပြရီတော်ကသင်းရဲ့စူအောင်စွိုင်းနဲ့မှော်ဆန်တဲ့အခက်အခဲတွေမှာဒီညရဲ့အဓိကကွာခြားချက်ဖြစ်ခဲ့တယ်လို့ပြောဆိုခဲ့ပြီးဒီကန်ရော့ဆဲ free kick ကနေတွင်းကိုနှစ်ကိုတွင်းယူခဲ့တာကိုအထူးမိမောင်းထိုးပြခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါဒီကန်ရော့ဆဲရဲ့ပထမဆုံး free kick ဂိုးတွေဖြစ်ပြီးဒီစွိုင်းကိုသူအထင်ကြီးလေ့ကျင့်ခဲ့တာလို့ဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။ ရီယယ်မထရီအသင်းကို၃ဂိုးပြန်တဲ့အနိုင်ရရှိခဲ့ပေမဲ့လည်းစက်ဘီနီးပြရဲ့ညွှန်ကြားမှုကိုမလိုက်နာခဲ့မှုဘူးလို့ဒီဂန်ရိုက်စ်ကဖွင့်ရပြောဆိုခဲ့တယ်လို့လည်းဖြစ်ပါရယ်အင်္ဂလန်လည်းပဲစဉ်ကလည်းဇာမာကသူ့ရဲ့ဇာမာဘောမှာပရမဇုံချိန်ဖိကေကနေတိုက်ရိုက်ကန်သွင်းယူနိုင်ခဲ့ပြီးရီယယ်ကိုသမားကော့တဝိုက်ဘလိုမှမတန်နိုင်ခဲ့ပါဘူးသူကကန်တင်ပေးဖို့ပြောခဲ့တာပါလူတိုင်းတွေကနောက်ခံဇာမတွေနည်းနည်းလေးလှုပ်သွားတဲ့အချိန်မှာစာကာကမင်းခံစားမိရင်ကန်လိုက်လို့ပြောပါလိမ့်ဒါကြောင့်ကျွန်တော်ဒါကိုကန်ဖို့ဆုံးဖြတ်လိုက်ပါလိမ့် ကန်သွင်းရတဲ့အခါမှာလည်းကဘာပေါ်မှာကောင်းဆုံးခန်းစားချက်ပါပဲအဲ့ဒီတောင်းကနေကန်တင်ပေးဖို့ဆိုတော့ကလည်းတိတ်တော့အတိတ်ပဲမရှိပါဘူးဖြည်းဖြည်းချင်းပဲပေးရမှာပေါ့နောက်ပြီးလူတိုင်းကိုမြင်တော့ကန်တင်ပေးဖို့ကအတိတ်ပဲမရှိတော့ပါဘူးဒါကြောင့်ကျွန်တော်တစ်ခါတည်းပဲကန်လိုက်တာကိုဝမ်းသာပါလိအဲ့ဒါကတော့မှော်ဆန်တဲ့ခန်းစားချက်ပါပဲလို့ဒီကန်ရိုက်စ်ကရှင်းလင်းဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိဆရာဗီယောပရမဖရိတ်ကိုအကြောင်းယုံကြည်မှုရခဲ့ကြောင်းနဲ့ပတ်သက်ပြီးတော့ပရမကိုကနေကျွန်တော်ယုံကြည်မှုရရှိခဲ့ပါတယ်။ဘာလန်ဘောကြော်သွားခိုင်းလဲကိစ္စမရှိဘူးပေါ့လေ ဒီရကျွန်တော်တို့ဘာတွေလုံးခဲ့လဲဆိုတော့ကိုကျွန်တော်ထိခိုက်ရလိမ့်မယ်လို့မထင်ပါဘူး။ဒါသမိုင်းဝင်ညညဖြစ်ပြီး Real Madrid အသင်းကိုနှစ်ခုသွင်းယူနိုင်ခဲ့ပါပြီ။ကျွန်တော်ဒီပြိုင်ပွဲကိုနိုင်ရခြင်းပါလိမ့်။ဒါမဲ့တပွဲချင်းစီပဲအာယုံစိုက်သွားရမှာပေါ့လို့ဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။လာဝရီယာဒီမှာ PSG အသင်းကိုပြောင်းရွှေ့စားဖို့ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ Market Rashford ရော်ရီအသင်းကနေခါလဲလာရောက်ဈာနေတဲ့ Market Rashford ဟာစောင်းအတီတုန်းကအစတိုမီလာအသင်းကိုမပြောင်းရွှေ့မီ PSG အသင်းကိုပြောင်းရွှေ့ရေးဆွေးနွေးခဲ့သူလည်းပဲဖြစ်ပါလိမ့်။ တော်ဒီကနေ့မှာစနိုဗီလာအသင်းရဲ့ Champions League Final ပြိုင်မဲ့ PSG အသင်းကိုပြောင်းရွှေ့ရေးဆွေးနွေးနေစေလည်းပဲဖြစ်ပါလိမ့်။ Market Rushwell United အသင်းရဲ့နေပြောင်းအာမိုရင်ရဲ့ရောက်လာပြီးတဲ့နောက်ပြဿနာတက်ပြီးဇန်နဝါရီမှာ Villa အသင်းကိုငှားနဲ့ပြောင်းရွှေ့ခဲ့ရလည်းပဲဖြစ်ပါလိမ့်။အင်္ဂလန်လွေစင်ဇာမာနောက်22ခုနှစ်တုန်းက PSG အသင်းကိုပြောင်းဖို့တကယ်ပဲနှိစက်ခဲ့သူလည်းပဲဖြစ်ပါလိမ့်။အဲ့ဒီအချိန်တုန်းက PSG အသင်းဟာနေပါရဲ့နေရာမှာအစားထိုးဖို့ market rush ဖို့ကိုခေါ်ယူပြီးဆွေးနွေးခဲ့တာလည်းပဲဖြစ်ပါလိမ့်။ အဲဒီချိန်က BSD အသင်းနဲ့ Market Rush ပြုတ် Agent တွေအကြောင်းအနည်းဆုံး3ချိန်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြတာလည်းပဲဖြစ်ပါတယ်။ Market Rush ပြုတ်အားဒီချိန်က BSD အသင်းရဲ့အစားဒါရိုက်တာ Leonardo နဲ့ဆွေးနွေးခဲ့တာဖြစ်ပြီးပြောင်းရွှေ့အတွက်မီးစိန်ပြခဲ့တာလည်းပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအရင်နှစ်မေလမှာပဲ Leonardo ထုတ်ပယ်ခံရပြီးနောက် Market Rush ပြုတ်ရဲ့ BSD အပြောင်းရွှေ့ကလည်းအဆုံးသတ်သွားကြရတာဖြစ်ပါတယ်။တကယ်လို့များ Leonardo သာထုတ်မခံရဘူးဆိုရင်တော့ Market Rush ပြုတ်မှာ BSD ရဲ့ဈာမအဖြစ်ရှိနေတော့မှာလည်းပဲဖြစ်ပါတယ်။ တပတ်မှလည်း BSD အသင်းက Market Rashford ကိုခေါ်ယူဖို့ဆန္ဒရှိနေစေဖြစ်ပြီးကစားမနဲ့ Leonardo ရဲ့နေရာမှာအဆောက်အထုံးဝင်ယူလာတဲ့ Lucas Campos တို့အကြားဆွေးနွေးမှုတွေရှိနေစေလည်းပဲဖြစ်ပါရည်။ BSD အသင်းက Market Rashford ကိုခေါ်ယူအတွက်လက်ရှိအငှားနဲ့ကစားနေတဲ့ Aston Villa အသင်းနဲ့အပြိုင်ကြိုးပမ်းရမှာလည်းပဲဖြစ်ပါရည်။ Aston Villa အသင်းကတော့ Marcus Rashford ကိုအငှားနဲ့ခေါ်ယူခဲ့စဉ်တော့ပေါင်သန်း40နဲ့အပြည့်အသက်ခေါ်ယူနိုင်မယ့်ဆိုတဲ့အချက်ကိုထည့်သွင်းထားပြီးဒါကသူတို့အတွက်တော့တပန်းအသာရနေတာလည်းပဲဖြစ်ပါရည်။ ဒါမဲ့အကားကရှင် Market Ratio ရဲ့စုံပြန့်ချက်မှာလည်းအလွန်အလွန်ကိုအရေးပါနေတာလည်းပဲဖြစ်ပါတယ်။ Market Ratio ကစတော်မီလာသင်းမှာပျော်ရွှင်နေတယ်လို့ယုံကြည်ရပြီးပြန်ဝဲရရဆန်ပွဲစားထားမှာ၃ဂိုးသွင်းပြီး၄ဂျိန်ဖန်တီးမှုပြုလုပ်ပေးထားတာလည်းပဲဖြစ်ပါတယ်။ဆိုတော့ဒီကနေ့ညရဲ့ Champions League Quarter Final ပထမကြော့ပွဲစဉ်တွေရဲ့ပွဲကြို၃သက်ချက်တွေကိုတင်ဆက်ပေးကြပါမယ်။ PSG Aston Villa PSG အသင်းကပြည်တဲ့အဆင့်မှာလဘဘုကိုတော်ဖြတ်နိုင်တဲ့အသင်းအသင်းဖြစ်ပြီးကစားပုံကလည်းတော်တော်လေးအားကောင်းခဲ့တာကိုတွေ့မြင်ခဲ့ရပါတယ်။ ။ဒီရာသီမှာပဲအင်ဂရင်းမှာမန်စီးတီးကိုအနိုင်ယူပြသွားခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့စတော်မီလာအသင်းကလည်းမပါဘူး။မန်စီးတီးလောက်မကောင်းဘူးဆိုရင်တော့ PSG အသင်းအတွက်တော့စိုးရင်စရာအသင်းလည်းပဲဖြစ်ပါလိမ့်။ Unai Emery ရဲ့အတွေ့အကြုံဒါပေမဲ့စစ်ကိုဇားထက်တဲ့အသင်းအသင်းအနေနဲ့ PSG ကွင်းမှာတရေမရရင်တော့ဂိုးပြတ်မရှိုးအောင်တော့ကစားလိုက်မယ်လို့ကျွန်တော်ထင်ပါလိမ့်။ဘာစီလိုနာဒေါမောဒေါမောနေကအကောင်းဆုံးထင်ရှားမျိုးမဟုတ်ပေမဲ့ဒီအဆင့်ဒီတပြေးပြေးတလန်းလာခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒေါ်တမှုကိုပြသလာပါလိမ့်။ နေ့ကဘောလူပွဲအထိတက်လှမ်းခဲ့တဲ့ခရီးကိုကြည့်ရင်လည်းဒီပုံစံပဲဆိုတော့တွေ့မြင်နေရမှာပဲဖြစ်ပါရစ်။ဘာဂျူနာသင်းကတော့ဖက်ဖက်ကပိုကောင်းတဲ့အသင်းအသင်းဖြစ်နေတာမှန်ပေမဲ့ဒေါမိုရဲ့မာကျော်မှုကတော့ရှော့တွက်လို့မရပါဘူး။ပြီးတော့ဇာမာကအင်ကွင်းဖြစ်နေတာနဲ့ပွဲအပြေပြောင်းလဲနိုင်တဲ့ကစားမတွေအများကြီးပေါင်းနေတဲ့အချက်ကဘာဂျူနာသင်းတို့နိုင်ပွဲတော့ယူနိုင်လိမ့်မယ်လို့ကျွန်တော်ထင်ပါရစ်။ကဘရီတရီယာရောချန်ပီယံလိရဲ့ကွာတာဖိုင်နယ်ပရမတ်ဂျော့ပွဲစဉ်တွေနောက်ထပ်ရလဲဘလို့တွေထွက်ပေါ်လာမလဲခံမှန်းပြောဆိုပြီးခဲ့ကြပါအောင်နော် လောဘရမယ်ကြောင့်အာစလန်အသင်းထဲဘာစီလိုနာအသင်းကိုပဲရောက်ရှိနိုင်ရှိရှိနေတဲ့နီကိုဝီလီယံလက်လောအာစလန်အသင်းရဲ့ပြောင်းရွှေ့တဲ့နေ့တော်လေးကိုထွက်ပေါ်နေတဲ့တောင်မန်ဇာမလီနီကိုဝီလီယံဟာစပိန်အသင်းပေါ်လာမယ့်ရမယ်ကြောင့်အာစလန်အသင်းထဲဘာစီလိုနာအသင်းစီကိုပုံမူပြောင်းရွှေ့ရောက်ရှိသွားနိုင်တယ်လို့သတင်းတွေထွက်ပေါ်လျက်ရှိနေပါတယ်အဒနာဆန်နနီရွေးစပိန်လေဝီစင်ဘဲတော်မန်ဇာမာနီကိုဝီလင်ဟာယူရို2024ပြိုင်ပွဲစဉ်မှာတိုင်ငင်ကလေးကဒေသီကလပ်တွေရဲ့စိတ်ဝင်စားမှုကိုရရှိထားသူဖြစ်ပြီးလက်ရှိမှာဆွေလန်သူ့ကိုဘာစီလိုနာ အာဆင်နယ်ဘိုင်ယန်မြူနစ်တို့အပါအဝင်အသင်းတော်တော်များများကခေါ်ယူခြင်းနေကြတာလည်းပဲဖြစ်ပါလိမ့်ဘာဇီလိုနာသင်္ကန်းတော်ပြီးတဲ့ယူရို2024ပြိုင်ပွဲမှာထိသွမ်းပြတဲ့ဝီလီယံကိုပြီးတဲ့နွေရာသီမှာပဲခေါ်ယူဖို့တိုးပမ်းခဲ့ပေမဲ့ဝီလီယံကတော့ပြပအောင်မှာပဲနောက်ထပ်တနေ့အဆက်နေဖို့ရွေးချယ်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့ဘာဇီလိုနာသင်္ကန်းသူ့ကိုခေါ်ယူဖို့မျှော်လင့်ချက်မချော်သေးပဲစပေါ်တင်ဌာနရဲ့အဆိုအရနွေရာသီမှာပြောင်းရွှေ့အတွက်ဆွေးနွေးမှုတွေစတင်ဖို့ပြင်ဆင်လေးရရှိနေတာလည်းပဲဖြစ်ပါလိမ့်။ အခုလက်လက်လုံးမှာတော့အာဆီယံတင်းကလည်းနီကိုဝီလီယံရဲ့အပြောင်းအရွှေ့ကိုအပြည့်အစုံနိုင်ဖို့ရေပန်းအစားအဆုံးအသေးဖြင့်သတ်မှတ်ခံရပြီးကစားမရဲ့စာချုပ်ပါရော်ဂျီဖြစ်တဲ့ယူရိုတန်း60ပေါင်နေနဲ့ဆိုရင်50တန်းကိုပြေးချေဖို့ရွယ်ပြီးတော့ဆွေးနွေးမှုတွေစတင်နေတယ်လို့သိရှိရပါတယ်။ပြိုင်ဆိုင်မှုတွေကြားလိုက်ရတယ်ပဲဘာစလိုနာအသင်းကဝီလီယံကိုခုတ်ယူအားသက်ချက်တစ်ခုရှိနေပါတယ်။ဒါတော့ဝီလီယံရဲ့အသင်းပေါ်လာမယ့်ရာမင်းနဲ့အလွန်ရင်းနှီးတဲ့တင်ငယ်ချင်းတွေဖြစ်နေပြီးဒီရက်နေ့ကလည်းဝီလီယံက ကျွန်တော်တို့အများကြီးရင်မောကြပါတယ်ကျွန်တော်မှာတူညီတဲ့ဒါမှမဟုတ်ရင်အလွန်ဆင်တူတဲ့စိတ်နေသဘောထားတွေရှိပြီးတော့တူညီတာတွေတိုင်နေတတ်တယ်ဆိုတာထင်ရှားပါလိမ့်။သူကကျွန်တော်နဲ့အလွန်ဆင်ပြီးတဲ့ဒုတိယဖြစ်ပြီးကျွန်တော်ကိုအနာကီကလည်းကျွန်တော်ကိုအကြံဉာဏ်ကောင်းတွေပေးခဲ့သလိုပဲကျွန်တော်ကိုသူလည်းတတ်နိုင်အောင်အကြံဉာဏ်တွေပေးဖို့ကြိုးပမ်းပါတယ်လို့ဖွင့်အောင်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ ဘာဇီလိုနာသင်းရောက်လာမိရမယ်နဲ့ဝီလျံတို့ရဲ့ရင်းနှီးမှုကနေဝီလျံကိုခေါ်ပြီးကိုကြိုးပမ်းရမှာသူတို့ဘက်ကမျက်စိတမိတ်စာလောက်အသာရစေလိမ့်မယ်လို့မျှော်လင့်နေပြီးအာဆင်နယ်နေပြမိခင်အလီဒါကတော့သူ့ပြင်မဲ့ထားတဲ့ဇာမရဲ့စောင့်မြတ်ချက်ကိုစိတ်ချေစွာစောင့်ဆိုင်နေမှာတော့အသိကြပါပြီကျေးဇူးတင်ပါတယ်ဘယ်သမယလုံးကိုစိတ်နှဖျောင်းကျမ်းမာချမ်းသာကြပါစေခင်ဗျာ